မင်္ဂလာပါရှင်ရန်ကုန်ကတိ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်239မိုင်ရှိစေအုပ်စုရဲ့၄ကောင်ကိစ္စကံပြောက်ကြတိုက်ခိုက်ခံရပြီးစစ်သားနှုတ်ဦးတေဗိုလ်တအုပ်စင်းုံတင်ထားရ ရန်ကုန်မန္တလေးမြန်လန်း239မိုင်ကဂျက်ဖက်စစ်တပ်ရဲ့လေကာဂိတ်စကန်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားအများသိမ်းဆုံးပြီးဘိုးဆင်းရှိသူတယောက်တိုက်ခိုက်တယ်ရရှိခဲ့လို့ PDF တက်ကွန်ပတာလိုင်း H03 ကပြောတယ်။နိုဝင်ဘာလ17ရက်နေ့ပိုင်းကနေပြီးတော့တကုံမြို့နယ်ပိုင်းရန်ကုန်မန္တလေးမြန်လန်း239မိုင်မှာရှိတဲ့ဂျက်ဖက်စစ်တပ်ရဲ့လေကာတရာစကန်ကိုဒေါ်လိတဖုန်နီကပျောက်ကြားဝင်ရောက်တိုက်ခိုက်ခဲ့ရလို့သိရပါဗျာ။ပြစ်ခတ်မှုအချိန်တိုင်းဝက်ခန့်ကြမြင်ခဲ့ပြီးအဂျက်ဖက်စစ်တပ်ကနေရောက်သိမ်းဆုံးကဘိုးဆင်းရှိသူတယောက်တိုက်ခိုက်တယ်ရရှိကစေုံတင်နာအကြောင်းသိရတယ်။ တိုက်ခိုက်မှုဘီ PDF တက်ကွန်ဘတာလိုင်း H03 တပ်ဖွဲ့ဝင်တွေကအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။အင်အား15ရောက်လောက်ပဲရှိတဲ့ gate scan တွေတခုကိုကျွန်တော်ဝင်ရောက်ပြစ်ခတ်ခဲ့တာဆိုပေမဲ့လမ်းပတ်ဆက်တွေရအခက်အခဲမျိုးမျိုးရှိခဲ့တယ်။နောက်ဆုံးကျွန်တော်ရရှိတဲ့သတင်းအရဗိုလ်တဲဟုတ်တိုက်ခိုက်တဲ့တဲပါသွားတယ်ဆိုတာကိုပဲသိရပါဗျ။ ဘယ်စေရုံနဲ့တော့ထပ်ပြီးတော့တင်မသိရသေးဘူးလို့ PDF တက်ကွန်ပတာလိုင်း03တောင်းရှိသူကပြောတယ်။အခုလိုစစ်တက်ဂိတ်စကန်တိုက်ခိုက်ခံမှုပြီးစေုပ်စုကဂိတ်နောက်ဖက်ချမ်းကျေးရွာတွေစီစစ်ကြောင်တဝင်ရောက်နေကြအောင်ကျေးရွာနေပြည်သူတွေအနေနဲ့စေရေးသတိနဲ့တော့လာနေထိုင်ကြဖို့လဲ PDF တက်ကွန်ပတာလိုင်း03ကထုတ်ပြန်တယ်။ကျွန်တော်တို့ကနေပြီးတော့တိုင်းစစ်ဌာနတပ်တွေဖြစ်တော့နေပြီးတော့အတိုင်းဝိုင်းဝန်ဝိုင်းကိုပျောက်ကြားတိုက်ခိုက်ဖို့အမြဲစူးစမ်းနေမှာလို့လည်းပြောခဲ့ပါတယ်။ ဆက်လက်ပြီးနောက်ရှုမျိုးပြင်ရှိ MNDA တပ်တွေကိုစစ်တပ်ကစုကွာခိုင်းသည့်ဆွဲသွင်းနေထွက်ပေါ်လာပြီးနောက်နှစ်ဘက်စီတင်မာကလာရှုမျိုးဝင်ပေါက်တင်တဲ့လမ်းတွေပိတ်ပင်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမျိုးပြင်ရှိ MNDA တပ်တွေကိုစစ်တပ်ကစုကွာခိုင်းမှုကြောင့်ကိုကနဲ့စစ်တပ်သားနှစ်ဘက်စီတင်မာပြီးလာရှုမျိုးဝင်ပေါက်တင်တဲ့လမ်းတွေကိုနှစ်ဘက်စတုံးကပိတ်ပင်ထားကြောင်းဒေသပြည်သူနဲ့စေတရင်မြစ်တွေထံကနေသိရပါဗျ။ယခုနိုဝင်ဘာလဆန်ပိုင်း MNDA တပ်တွေနဲ့စစ်တပ်တို့ကြားပုံမှန်တွေ့ဆုံမှုတွေလုံဆောင်ခဲ့စဉ်ကစစ်တပ်က MNDA တပ်တွေကိုလာရှုံမျိုးပြင် JR မှာတက်ဆွဲထားမှုမှာစုခွာပင်ရန် အမိတ်ပေးလာမှာနှစ်ဖက်စီတင်မမှုတွေဖြစ်ပေါ်လာခြင်းဖြစ်ကြောင့်ဒေသစီသတင်းမြစ်ချိုးကပြောတယ်။အဆိုပါပြောဆိုချက်နဲ့ပတ်သက်ပြီးအမတ်ဒီဘက်ကိုဆက်သွယ်မြင်းမြန်တီးပြန်စ조사တော့လဲတစုံတရာတုတ်ပြန်ခြင်းမရှိပါဘူး။လက်ရှိမှာလာရှုမြို့ကဝင်ရောက်နိုင်တဲ့တိဘောဒရာနန့်လန်ဟိုရရိုကိုအမတ်ဒီနဲ့စစ်တပ်နှစ်ဖက်စုံကပိတ်ပင်ထားကြောင်းလက်ရှိနှစ်ဖက်စီတင်မမှုရှိတော့လဲတနက်ပေါက်တဲ့အထိမဖြစ်နိုင်မဲ့တရုတ်နိုင်ငံကကြောင်းဝင်မှုနဲ့ဖြည့်ရှင်းနိုင်လိမ့်မယ်လို့ယူဆကြောင်း အဓိကအဖြစ်စစ်တပ်ကအရေးပြန်တဲ့စုဆောင်မိတာချိန်မှာ MND ရဲ့ဘော်အပေါ်စီကပြန်လည်ဆက်ဆံကြိုးစားလာခြင်းယူဆနိုင်ကြောင်းစေတင်မြေကပြောတယ်။တို့ရရင်စစ်တပ်ကတိုးရဲ့ကြောင်းရမှုကိုဂရုမစိုက်ပဲရှမ်းပြည်နယ်မြောက်ပိုင်းရှိတဲ့နေပောင်းဝင်းမြို့တွေကိုပြန်လည်ရယူလို့နေပြီး၎င်းလက်လွတ်ဆုံးရှုံထားတဲ့နေမြေတွေကိုတောင်းယူခြင်းနဲ့တုံ့ပြန်လာကြောင်းတောင်းယူမရပါကတိုက်ယူရသည့်ဖြစ်ပေါ်လာပါကနှစ်ဖက်ပြည့်ရဲ့စဲအေးကျိုးပေါက်ပြီးတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနိုင်ကြောင်းစုပိုင်းစေတင်မြေကပြောတယ်။ ရန်ပြည်နယ်မြောက်ပိုင်းကိုကတ်ဒူးဒေသတင်မှာလက်ရှိရရှိထားတဲ့စစ်ရေးကျက်စဲသဘောတူညီချက်မှာအဆင့်ဆိုင်ရလဒ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးငင်းချိုင်းမဟုတ်ကြောင်းစစ်မှန်တဲ့ငင်းချိုင်းရရှိဝေးလံနေစေဖြစ်ကြောင်းကိုကတ်ဒူးဒေသတဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ MNDS ဦးစီးမှုချုပ်ဒုတိယဗိုလ်ချုပ်ကြီးကအောက်တိုဘာ25ရက်နေ့ MNDS 2025ခုနှစ်ပတ်စဉ်တိကေတာတွေလက်ကျတင်တဲ့စီမံမှာအသိပေးပြောဆိုတဲ့ဇလဗီတိုင်းမြန်မာနယ်စပ်မှာရေမောတောင်မျိုးကို KNN နဲ့ဦးဆောင်တဲ့ဒေါ်လိုင်းတက်တွေကပြီးသက်တိုက်ခိုက်သိမ်းပါ စစ်သားများအလုံးအလံဖြူထောင်တိုက်ပတ်ကိုအတွက်ပြေတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ရှိမော်တော်မြို့ကိုတော်လိုင်းတပ်တွေကပြီးသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းတော်လိုင်းသတင်းမြစ်ကပြောရဲနိုဝင်ဘာလ14ရက်နေ့မနက်စောပိုင်းမော်တော်မြို့ကိုတော်လိုင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းမော်တော်ရှိနောက်ဆုံးကျန်ရင်းနဲ့စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်မော်တော်မြို့ကိုသိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်းမော်တော်မြို့ကိုကဲနန်တွေဦးဆောင်တဲ့တော်လိုင်းတပ်တွေကလာပေါင်းများစွာပိတ်ဆို့တိုက်ခိုက်ပြီးနောက်နိုဝင်ဘာလ17ရက်နေ့ကစတင်ပြီးတော်လိုင်းတပ်ပေါင်းစုကပြီးသက်ထိုးစစ်ဆင်ခဲ့ကြောင်းနိုဝင်ဘာလ14ရက်နေ့မနက်စောပိုင်းမှာပြီးသက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းသိရပါတယ်မြို့ကတော့ရသွားပြီ ြီးခုထိုင်းဘက်ကစစ်ကားကြီး၃စီးနဲ့စစ်သားတွေရောလက်နက်တွေရောရိတ်ခါတွေရောတဲပြီးပြေးကြပြီထိုင်းဘက်ကအခုလက်နက်တွေရိတ်ခါတွေစစ်သားတွေကိုလက်ခံထားတဲ့စစ်ပေးရှောင်ပြီးတူတွေရှိနေကြတဲ့ကနေထိုင်းဘက်ကိုပြေးကြတယ်လက်နက်တွေကိုတော့ထိုင်းစစ်တပ်ကသိမ်းနေဒီမနက်လမ်းဖြူထောင်ပြီးစစ်သားတွေပြေးလာကြလို့မျက်မြင်ကြုံတွေ့ခဲ့သူစစ်ပေးရှောင်တောင်ကပြောတယ်တော်လိုက်တက်တွေကမောတောင်မျိုးကိုနေမြင်ရှင်းနေလောက်ပြီးတော့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေတောက်လျှောက်လုဆောင်ခဲ့ကြောင်းလက်ရှိချိန်မှာလေကြောင်းအနေနဲ့စိုးရိမ်နေရဆဲဖြစ်ကြောင်းသိရတယ် မော်တော်မျိုးသိမ်းတိုက်ပွဲကြောင့်မော်တော်တိုင်းမြန်မာနယ်စပ်ကိုမော်တော်မျိုးမှပြည်သူ၃000နီးပါးစစ်ပေးဆောင်ရောက်ရှိနေပြီးစစ်ပေးဆောင်ပြည်သူတွေမှာတက်ကြီးရွယ်ဝင်ကလေးငယ်ကိုဝင်ဆောင်မိကုန်ဤအများပြပောင်းကြောင်းသိရပါတယ်။ဆက်လက်ပြီးတဝဲနဲ့စင်ပါဝဲမြို့နယ်ရှိကြရတွေကိုစစ်တပ်ကလည်းရင်လက်နက်ကြီးနဲ့ပုံကျက်ပစ်ခတ်တိုက်ခိုက်မှုပြည်သူတောက်သိဆုံး။တနင်္သာရီတိုင်းတဝဲမြို့နယ်ရှိကြရတွေကိုဂျပန်စစ်တပ်ကလည်းရင်နဲ့ပုံကျက်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတောက်သိဆုံးကြောင်း KNU ဘော်ကထုတ်ပြန်နေနိုဝင်ဘာလ17ရက်နေ့မိုးလယ်12:55မိနစ်ကမှာတဝဲမြို့နယ်တဝဲတိခိကြရအောင်စု ။အင်တင်ထာအတွင်းကိုဂျပန်စစ်တပ်က Jet Fighter နဲ့ပုံကျဲပြီး Fight Fight နဲ့ပြစ်ကတ်တိုက်ခိုက်ခြင်းကြောင့်လုံလောက်ကိုင်းတဲ့မြို့သမီးတအုပ်ထိမှန်သိမ်းဆုံးခဲ့ခြင်းဖြစ်ပါတယ်။ဂျပန်စစ်တပ်က၎င်းတို့အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက်၎င်းတို့အုပ်ချုပ်ရေးမြေမှာတွေ့ရုံရွေးကောက်ပွဲကိုအတင်းမှပြုလုပ်ရင်အတင်းကျိုးပတ်လျက်ရှိပြီးလက်လက်ဆောင်ရှုံခဲ့ရတဲ့နေမြေတွေဖြစ်တဲ့ KNU မိတ်တဝဲခရိုင်မှာဒေသတွင်ရှိကြရပြည်သူတွေကိုအကြောက်တရားဖြစ်ပေါ်စဉ်ရွေးချက်ရှိရှိလေးချောင်းနဲ့ပုံစံတိုက်ခိုက်လျက်ရှိကြောင်း KNU ဘုတ်ကပြောပါရတယ်။ အလားတူမကွေးတိုင်းစင်ပေါင်ဝဲမြို့နယ်ရှိကျေးရွာတွေကိုလည်းဂျပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလက်နက်ကြီးနဲ့ပစ်ကတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းဒေသပြည်သူတွေကပြောတယ်။နိုဝင်ဘာလ9ရက်နေ့ညပိုင်းမှာဂျပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲစင်ပေါင်ဝဲမြို့နယ်ရှိပိုင်းရှိကျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ကတ်တိုက်ခိုက်ခဲ့ကြောင်းဂျပတ်စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ကပြည်သူတအုပ်ထိခိုက်ဒဏ်ရာရှိပြီးနေအိမ်တွေပျက်စီးခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးအမြန်လန်းကစစ်ကောင်စီစခန်းကို PNL က PNL တက်စီနဲ့မြန်လန်ကစစ်ကောင်စီလုံခြုံရေးစကတ်တခုကိုပြည်သူ့လူမျိုးရေးတပ်မတော် PNL ကတပ်မဆင်းနဲ့တိုက်ခိုက်ရာစစ်ကောင်စီတပ်သားထွက်ပြေးခဲ့လို့တရေရရှိတယ်။ရန်ကုန်မန္တလေးမြန်လန်မိုင်တိုင်း143နီးကရတနာမြေကြီးအောင်မှာရှိစစ်ကောင်စီစကတ်ကိုပြည်သူ့လူမျိုးရေးတပ်မတော် PNL ကနိုဝင်ဘာလ12ရက်နေ့မှာဝင်ရောက်စီးနင်းခဲ့ရလို့သိရတယ်။စကမ်းမှာဝင်စီရပြေးကုန်တဲ့အဲ့ဒီစကမ်းကစစ်ကောင်စီကအဲ့ဒီနာကရွာတွေကိုစစ်ကြောင်းနေထိုးတယ်။အဲ့ဒီအချိန်မှာဝင်စီရကြည်ရတော့တရားပြောပါတယ်။စေသုံးဆောင်နေတော့မတင်နိုင်လို့မီးရှို့ခဲ့တယ်။ ဲ့နာမှာရန်သူကစစ်ကြောင်းတွေထိုးနေရလို့ပြည်သူလူမျိုးရေးတပ်ဖွဲ့ PLA ပြောရေးဆိုခွင့်ရှိသူကပြောတယ်။စက္ကားကိုစီးနေစီမှာကြည်ချိုးနဲ့စစ်တုံးဆောင်နဲ့ရိတ်ကကြိုးကိုတရားခဲလို့တပ်ဖွဲ့မှတ်တမ်းတွေမှာတွေ့ရတယ်။အခုပြည်စစ်မတိုင်မီနိုဝင်ဘာလ17ရက်ကလည်းနေပြည်တော်တက္ကသိုလ်မြို့နယ်ကရန်ကုန်မလေးမြန်လမ်းမှာရှယ်စစ်ကောင်စီရဲ့လေးကတရားစခန်းဂိတ်ကိုနေပြည်တော်တက္ကသိုလ်ပြည်တဲ့အတိုင်းအမှတ်၈၃၃ကတိုက်ခိုက်ခဲ့တယ်။အဲဒီတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သားနဲ့ဥသိဆုံမရရှိတုံတဲ့ရရှိရလို့ထုတ်ပြန်ပါတယ်။ ဆလပ်ပြရှမ်းမြောက်မှာစစ်တပ်နဲ့ MNDA ဆက်ဆံရေးပုံတင်မှာလားလာရှုံမြို့နယ်မှာတက်ဆွဲထား MNDA တက်တွေစုပ်ပေးဖို့စစ်ကောင်စီတောင်းဆိုမှုအဆင်မပြေတဲ့နောက်နှစ်ဖက်ဆက်ဆံရေးပုံတင်မှာလာပြီးတရုတ်ဘက်ကဝင်လာတဲ့ကုန်ကားတွေကိုစစ်တပ်ကပြန်လည်ခိုင်းတယ်လို့လာရှုတီဘွားကြားကဒေါက်တာဝရီမြေကူတရာကိုလည်းနှစ်ဖက်စလုံးကပိတ်လိုက်ပြီလို့ဒေသခံတွေကပြောပါရယ်။ဒီဘွားမြို့ကိုစစ်တပ်ကပြီးခဲ့တဲ့ဩဂုတ်လ15ရက်နေ့မှာထိန်းချုပ်ခဲ့လို့ကြေညာပေမဲ့မြို့ပေါ်မှာရှိတဲ့တရားကိုတော့အပြည့်အဝမထိန်းချုပ်နိုင်သေးဘူးလို့ဒေသခံချုပ်ကပြောရယ်။ တရားရဲ့ဒီပွားမျိုးတွေဘက်ကိုစစ်တပ်ကတက်ဆွဲပြီးလာရှုမျိုးဘက်ကိုထပ်တက်ဘက်ချံကို MND ကတက်ဆွဲထားဒီနေ့မှာတရားကိုနှစ်ဖက်စလုံးအပိတ်ထားလို့ကုန်ကားတွေရပ်ထားရတယ်။ MND အနေနဲ့လူသိမခံကျင်တဲ့တက်အပြောင်းရွှေ့လုံမှမှုတရားကိုပိတ်တာဖြစ်နိုင်တယ်လို့စစ်တပ်ဝါဒဖြစ်လူမှုကွန်ရက်တွေကရေးသားကြတယ်။အဲလိုမဟုတ်ပဲစစ်ကောင်စီကကုန်ကားတွေကိုပိတ်လို့ MND ကတုတ်ပြန်ထားလို့ဒေသခံတွေကပြောပါတယ်။လာရှုမျိုးနယ်မှာတက်ဆွဲတဲ့ MND တက်တွေစုပ်ပေးဖို့စစ်ကောင်စီရဲ့မှတ်ငါစစ်စင်အထူးဖွဲ့မှုကိုလိုက်နိုဝင်ဘာလ17ရက်နေ့ကလာရှုမျိုးဒီနာတောက်ဆိုပေးမယ်။ ် MND ကငင်းပယ်လို့စစ်နေမှုပြန်ခဲ့တယ်။အဲဒီနောက်ပိုင်းစစ်တပ်ကကင်းထောက်လင်းချိုးပြန်တန်းလို့ MND ကလည်းအင်အားတိုးချထားလို့မြေပြင်သတင်းမြစ်တွေကပြောတယ်။လာရှုံမြို့ကနေမန္တလေးမြို့ဘက်ကိုတဲပြောင်စုလမ်းမပေါ်မှာရှိတဲ့နောင်မွန်နဲ့တန့်ရန်မိုင်းရဲမြို့ဘက်ကိုသွားတဲ့နတ်ပါဟိုရရွာတွေမှာ MND တက်ဆွဲထားပါတယ်။ MND ကတက်တော်ညာနေကွန်ဆက်စင်နဲ့တူတည်ယူခဲ့တဲ့နေမြေထဲမှာပါဝင်တဲ့ပြီးခဲ့ရေဘယ်လောက်မှစေအုပ်စုကတေအုပ်ဆွေရအကူကြီးနဲ့လာရွှေမြို့ကိုပြန်တည်ယူပြီးတဲ့နောက် ိုင်းနေရာတွေကနေတဆင့်ချင်းထုတ်ပေးဖို့စစ်ကောင်စီကဇက်လိုက်တောင်းဆိုနေရဖြစ်ပြီး MND ကလက်မခံဘူးလို့သိရပါတယ်။ဆက်လက်ပြီးကလေးမျိုးနယ်ကြမ်းတာကျေးရတိုက်ပွဲအတွင်းရဲဘော်အောင်ကိုမင်းခေါ်ဥပမာကြဆုံးစကိုင်းနိုင်ကလေးမျိုးနယ်တောင်ပိုင်းကြမ်းတာကျေးရတိုက်ပွဲအတွင်းကာကွယ်တပ်ဖွဲ့ရဲဘော်တောင်ကြဆုံးခဲ့ကြောင်းရန်ကာကလေးဒီဖန့်ဖို့တပ်ဖွဲ့ကထုတ်ပြန်နေ။နိုဝင်ဘာလအနေကကြမ်းတာကျေးရမှာရန်ကာကလေးဒီဖန့်ဖို့ AKDF တပ်ဖွဲ့ဝင်ရဲဘော်အောင်ကိုမင်းခေါ်ဥပမာဟာတရားမျှတမှုနဲ့လူတို့ လွတ်မြောက်ရေးအတွက်စစ်ဖက်မှုစစ်တပ်ကိုရွေ့ရွေ့ချော်ချော်တိုက်ခိုက်ကြဆုံးခဲ့တာဖြစ်တဲ့ကြောက်ဆုံးသွားတဲ့ရဲဘော်အောင်ကိုမင်းခေါ်အိုဘားမားရဲ့တိုက်ပွဲဝင်စိတ်ဓာတ်သူရဲ့နိုင်ငံနဲ့လူမျိုးပေါ်အနစ်နာခံပေးဆက်မှုတို့ကိုဂုံယူလေးစားစွာဥညွန်လေးပြုကြောင်းကျင်းသူမိသားစုနဲ့ထပ်တူဝမ်းနဲ့ခြေကွေးရကြောင်းထုတ်ပြန်နေတပ်ဖွဲ့အနေနဲ့လည်းရဲဘော်အောင်ကိုမင်းခေါ်အိုဘားမားကိုအစင်အောင်မေ့ပြန်ဆရာနာရှင်စနစ်ကိုမြစ်ပြတ်ချေမှုန်းပြီးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်နိုင်တဲ့တည်ဆောက်တဲ့တိုက်ပွဲမှုကိုဂရုသစ္စာပြုလို့ဆိုထားပါတယ်နားဆင်အားပေးကြတဲ့အတွက်ဒီဝေကျေးဇူးတင်ရှိပါတယ်ရှင်